င်္ဂလာပါရှင်ဆရာကျော်ရင်မြင့်ရဲ့ဝိထုတို့များဆိုတဲ့စာအုပ်ထဲကခင်မြဝင်းရဲ့ဘောဂဗေဒာဆိုတဲ့ဝိထုတို့ကလေးကိုဖတ်ပြပါရစေရှင်ကျွန်တော်တို့အိမ်မှာပက်လက်ကလထိုင်ကလေးတစ်လုံးရှိတယ်ကျွန်တော်လူပြိုဘဝကတည်းကဝယ်ခဲ့တာဆိုတော့အိုးလှပြီမူလီဆုပ်တဲ့နေရာတွေမှာတန်မူလီကတက်သားကိုစားလို့အပေါက်တွေကျဲပြီး ခြောင်နာကခြောင်၊ရိုင်လဲရိုင်၊ရွယ်လဲရွယ်နေပါပြီ။ကလထိုင်အခင်းကလည်းဝယ်စားကတော့ချီပြင်းနေ။နောက်နိုင်လွန်ချီအခင်းတွေပေါ်လာတော့ခိုင်မဲထင်လို့နိုင်လွန်ဖြင့်တက်တယ်။ခုတော့ကုန်းနီဖြင်စားပဲတက်ထားရတော့တယ်။ဒီပက်လက်ကလထိုင်ကအိုမင်းလှပြီးဖြစ်ပေမဲ့ကျွန်တော်အတွက်အလွန်အသုံးတဲ့တာ။ရုံကပြန်လာတိုင်းဒီကလထိုင်မှာထိုင်ပြီး အမောဖြေရတယ်။ရုံးကအပြန်အိမ်ရောက်ရောက်ချင်းလက်ဆွဲအိတ်ကို တွေ့ကြရာတခုခုပေါ်လှန်တင် ပလက်ကလထိုင်းမှာထိုင်းလေဘူးကြီးတလုံးကိုဟူးကနေပါဇက်ထဲကမှုတ်ထုတ်ပြီးတာနဲ့တပြိုင်တည်းခင်မယာဝင်းကတောက်ရည်အေးအေးတစ်ခွက်ကိုအယံသင့်ခတ်ခါကျွန်တော်နဘေးကိုယောက်လာတယ်။ဒါကအိမ်တောင်ကြာကလေးကအခုထီပါ မရတော်သူဆိုတဲ့စကားအတိုင်းပါပဲခင်မြဝင်းကလင့်အပေါ်မှာအတော်လေးအနွန်တာခန့်ရှာပါတယ်လုပ်ငန်းတာဝန်နဲ့နေရီကိုလှည့်သွားရင်မြေယာကော်မတီဥက္ကဋ္ဌသမီးခင်မြဝင်းနဲ့ကျွန်တော်တို့ဖူးစာစုံခဲ့ကြတာသူတို့ရွာကို လူကြီးတွေဘာတွေလာကြတိုင်းခင်မြဝင်းတို့အိမ်မှာတဲကြတယ်အိမ်ကလည်းသွန်မိုးပြင်ကအိမ်ကြီးအိမ်ကောင်းအိုးခွက်ပကန်း ၊စက်တီ၊ဂရင်၊ချင်နောင်၊ဆောင်းအိမ်သာအစပြည့်ပြည့်စုံစုံရှိတယ်။ဧည့်သည်လာနေကြဆိုတော့အစစအရာရာနောကြေနေတဲ့အိမ်ပေါ့။ခင်မြဝင်းကိုကျွန်တော်ယူသွားပြီးတော့သူတို့အိမ်ကိုဧည့်သည်အလာနှဲသွားတဲ့။ခင်မြဝင်းကအိမ်မှုကိစ္စနိုင်နေတော့ကျွန်တော်တို့အိမ်တောင်ကြီးကတာတာရရရှိပါတယ်။သူကညူညူညက်ညက်ပြည့်ပြည့်တင်းတင်းလေးဆိုတော့ ရုံးကလူပြိုကြီးတွေကခဲမလေးပါလေးမကြံတော့ဘူးလားလို့မေးကြတယ်။အတုံးအဖြုံလည်းမရှိကြတာမို့ကျွန်တော်ရဲ့အရာရှိပေါက်ဆလာကလေးနဲ့လောက်လောက်ငါငါရှိတယ်။တစ်နှစ်ကိုနှစ်ခေါက်လောက်သူတို့ရွာကို အလဲအပတ်သဘောမျိုးသွားကြတယ်။ကိမ့်မုံလေးပေါင်မုံလေးဝယ်သွားပြီးလက်ဆောင်ပေးရင် အပြန်ကြတော့စီဆန်ပဲထညက်တွေကိုတနင်တဘိုးပြန်ရလာခဲ့ကြတာပါပဲ။ခုတော့ရုံးက ခွင့်အယူအပြုခတ်လာတာရဲ့လန်းစရိတ်ဗားစရိတ်တွေက ကြီးလာတာရဲ့ခလေးဟာငဲတာရဲ့ ਨੇ ရောက်ခမများရောက်ဖာများမျက်နာကိုမမြင်ရတာတောင်အတော်ကြပါပြီရွာက လူကြုံလာမှ သတင်းအဆအနကြားရတော့တယ်တနေ့မှာတော့ရွာကအကြီးမင်းတယောက်ပေါက်ချလာတယ်ကျွန်တော်ရောက်ခမများပေးလိုက်တဲ့လက်ဆောင်တွေကိုတနင်္တဘိုးတယ်လာပို့တာပါပြီးတော့ခင်မြဝင်းနဲ့ရွာအကြောင်း တဝါကြီးထိုင်ပြောကြတော့တာပါပဲပြောရင် ပြောရင်နဲ့ကာလာသားသမီးတွေအဝတ်အစားလောလီပုံတွေကိုစကားဆမိသွားကြတယ်ခင်မြဝင်းရဲ့တောင်ပိုင်းကနင်းတဲ့ရှက်တိုးပြပက် ကိုနေအောင်သမီးဟာလေဘသူတန်နာဝင်းအေးအေးအဲ့ဒီတန်တူရင်းဟာလေပတ်စံသုံးချက်ကတော့ရက်ဆက်တယ်ဆက်ဖြဲဖြဲကြောင်တောင်တောင်အယုတ်ကြီးတွေရေးထားတဲ့ဆွပြဲအင်းကြီးကို300ပေးဝယ်တဲ့အေး သူတို့စကားဝိုင်းကိုဘေးထိုင်နားထောင်နေရင်ကျွန်တော်အလိုလိုမောလာပါတယ်အဝိစားစည်းတွေကြီးလို့တော့မဟုတ်ပါဘူးဟိုးအရင်ကတော့ခင်မြဝင်းကရွာမှာမျက်နှာပန်းအတော်လှတယ်မြို့ကအရာရှိနဲ့ရတယ်ဆိုပြီးသူတို့ရွာမှာအားကျစရာဆန်ပြမယ်ပေါ့မိဘများတမီးဆုံးမရင်ခင်မြဝင်းလိုလိမ်မာဖို့နမူနာထားပြောကြတယ်ခုဖြင့်အရာရှိကတော့ခင်မြဝင်းတယောက်တော့ ြံခဲ့တဲ့ဟာတွေကို ပြန်အားကြရမယ်ဂိမ်းဆိုင်နေပြီကျွန်တော်ကလည်းအရာရှိသာဆိုတဲ့တိုက်ပုံအင်ကြီးတရောင်စစ်ပြဲနဲ့ဒီကြားထဲတားတယောက်လူဦးရေတိုးလာတော့အတုံးစရိတ်တွေမတရားတက်လာတယ်နိုင်ငံခြားပြည်ဝေဖာတွေဂျဲလီတွေဝဲမကျွေးတာတောင်းမုံဘူးတိတ်ကုန်ပါတယ်အကြီးမင်းနဲ့ဆွေးနွေးပွဲလဲပြီးရောခင်မြဝင်းလဲရွာသွားပါမယ်ဖြစ်ရောဒီကနေ sport ရဲ့ လုံကြီးအင်ဂျီစမိတ်ကပ်ဘူးနှက်ခန်းနေတွေဝဲသွားပြီးရောင်းမယ်ဆိုရင် မတရားမြတ်တဲ့တီးနံပေါ်တဲ့ရာသီလေးမှာသုံးလေးခေါက်လောက်ပြန်လိုက်ရင်တစ်နှစ်လုံးထိုင်စားနိုင်တဲ့ကျွန်တော်ကတော့သူ့ကိုမသွားစေချင်ပါဘူးကို့အသည့်တွေအမျိုးတွေကိုအမျက်တင်ရောင်းလို့ကောင်းပါမလားကွာဆိုတော့သူတို့အဖို့ဘသူစီဝဲဝဲဒီစေးပဲ မျက်မျက်စီရဝဲရင်မျက်မျက်အမျက်ရတာပေါ့တဲ့အာနာဇာကြီးကွာဆိုတော့ဒါကြောင့်အကိုမကြည့်ွားတာဆိုပဲဒါနဲ့တို့မှငွေရင်းလည်းမရှိပါဘူးကွာလို့ပြန်ပြောတော့ငွေရတော့အကိုတာဝန်ပဲလေအကိုတို့ရုံးကဘတ်ဂျက်စရေးဘသူဆိုလား30ရုံးနဲ့ငွေချိတယ်ဆိုအကိုယူပေးပေါ့တဲ့ကျွန်တော်မှသူ့ကိုမတော်အောင်ဖြတ်မရဘူးဖြစ်နေရောကားတွေရထားတွေက ကြက်ကကြက်ပါပြီနဲ့ခလေးတစ်ဖက်နဲ့မင်းတယောက်ထဲသွားရမှာစိတ်မချပါဘူးလို့စေဒနာရောင်ရောင်ဖြက်ကြည့်ပြောတော့ကလေးကိုခေါ်သွားမယ်လို့သူကပြောတော့၄၅၀ရက်ပဲကြာမှာခလေးကိုအကိုယုံခေါ်သွားပေါ့ဖြည့်ရောအပြက်အပြက်နဲ့ကျွန်တော်မှခလေးတစ်ဖက်နဲ့ယုံတက်ရပါရောလားကျွန်တော်တို့သားအဖ သူ့ကို နေတိုင်းမျှော်ရတာပါပဲယုံကပြန်လာရင် ပလက်ကလတ်ထိုင်းမှာ အမိန်သားထိုင်းပြီးသူများခတ်ပေးတဲ့ရေကိုတောက်ရတဲ့စီးစိမ်ဆိုတာဝေရောတားတော်မောင်က စားတယ်မပြောခင်ညစာကိုကြက်အောင်တက်တော့ရိုက်ချက်ရတယ်တခါတလေရုံးကတိတ်ပင်မလာရင်တော့ဆိုင်ကဝယ်စားလိုက်တာပဲငွေကုန်ကြီးကြများပေမဲ့လူတော့တက်တာပါတယ်ဒီလိုနဲ့နှစ်ပတ်လောက်ကြာမှခင်မြဝင်းပြန်လာတယ်သူရောက်လာချိန်မှာကျွန်တော်က တကုတ်ကုတ်နဲ့ညက်နေစာချက်နေတော့တားကမေမေကျမ်းရာကြီးအော်တော့ဟုတ်တယ်တော့မထင်ဘူးမျော်ရွာလုံးနဲ့ရက်တွေကိုကြော်သွားတော့တိတ်မမျော်တော့ဘူးကျွန်တော်အိမ်ရှိကိုထွက်လာတော့ခင်မြဝင်းကပက်လက်ကလက်ထိုင်းမှာထိုင်းလို့ခရီးဆောင်လက်ဆွဲအိတ်ကို သူ့နှဘေးမှာချလို့လက်ကင်ဘဝနဲ့ရက်ခတ်နေတယ်အကိုကြီးတလက်စားတဲ့ရေတခွက်လောက်ခတ်ခဲ့စမ်းပါတဲ့ ဒါပေါ့ဗျာဒါပေါ့ဗျာငွေထုတ်ကြီးနဲ့ပြန်လာတာဆိုတော့ရေခတ်တိုက်ရမှာပေါ့လို့ရွှင်ရွှင်မြူးမြူးပြောပြီးခတ်တိုက်လိုက်တယ်။ဒီအချိန်မှာကိုဖိုးသားကဖေဖေရေထမျိုးချူးနေပြီလို့အော်လာနဲ့မိဖို့တဲ့ပြန်ပြေးခဲ့ရတယ်။ခင်မြဝင်းကတော့ပက်လက်ကလက်ထိုင်းမှာရက်ခတ်မပြက်ထမရင်ငဲ့နေရင်ကငါယာရုကြတော့ပါပေါ့လားလို့သတိထားလိုက်မိတယ်။ ။ဒေါင်းလို့တိတ်ကောင်းတာပဲအကိုရ။အထုတ်ချလိုက်တာနဲ့ဟိုလူကတထဲဆွဲဒီလူကတထဲဆွဲနဲ့အကျွေးပေးရင်စင်တောင်မှဝယ်စည်းကြမဲ့ပုံပဲ။အကျွေးတွေစောင့်တောင်းနေလို့ခုလောက်ကြာသွားတာ။သိပါဘူးကွာ။ရီစာဟောင်းနဲ့ပြန်တွေ့နေလို့များလားဆိုတော့အကူကတော့လှုပ်ပြီးဆိုပြီးမျက်စောင်းချိုချိုလေးထိုးတယ်။ခွဲနေရတာကြားပြီးဆိုတော့မျက်စောင်းလေးတစ်ချက်ထိတာတောင်းကျွန်တော်မှရင်းရွေတိုင်းတိုင်းခုံလို့ ညနေစာစပြီးကြတော့ကုံသွဲအရှုံးအမျက်စရင်ဆွဲကြည့်ကြပါတယ်ခင်မြဝင်းကလည်းစနစ်တော်ရှိတာငွေကို သူ့အစည်းကလေးတွေနဲ့သူစီထားပြီးဒီအထုပ်ကအကိုရောရုံးကမမကြီးကို ပြန်ဆက်ဖို့9000ဒီအထုပ်ကအထဲဆိုင်ကို အချွေးပြန်ဆက်ရမယ်2300ဟော်ရာကအမျက်900လို့ဆိုပါတယ်လမ်းစိတ်တွေဘာညာစိတ်တွေနှုတ်ပြီးအတရင်ကျန်လာလားဆိုတော့ ပြုံးပြီးကောင်းငိမ့်တယ်။ကျွန်တော်ကစုချတဲ့အနေနဲ့သူ့ပါးကိုဆွဲလိန်လိုက်တယ်။14ရက်ကို900တလ1400ကျွန်တော်လာခထမ်းများပါလား။ဒီအချိန်မှာသူမသွားခင်ကအိမ်ကငွေတထောင်ပသွားတာကိုတတိယပြီ။အိမ်ကငွေတထောင်ပသွားသေးတယ်လေဆိုတော့ခင်မြဝင်းလဲရုတ်တရက်ကြောင်သွားတယ်။ခဏလေးတွေ့သွားပြီးမှအော်အင်း ရွာမှာရစရာအကျွေးက800တထောင်ကျန်သေးတယ်တဲ့အဲ့ဟာတွေဘယ်တော့ပြန်ရမှာလဲမေးတော့နောက်တစ်ခေါက်သွားအောင်ပါလေဒီတော့ပေးမယ်တဲ့ကျွန်တော်တော်တော်စိတ်ပြတ်သွားပါတယ်နောက်တစ်ခေါက်သွားအောင်မယ်ဆိုပဲခလေးတစ်ဖက်နဲ့ရုံးတက်ရတာကမလွယ်ပါဘူးအလုတ်ကလည်းရှိသေးတော့ခလေးလည်းအမြဲကြည့်မနေနိုင်ပါဘူးခလေးကရုံးမှနေရတာကိုပြင်းနေမုံခဏခဏဝဲကြွေးရတယ် တခြားဝန်ထမ်းတွေကကိုကလေးကိုတောင် မတထာဘူးပြောမှကြောက်တာနဲ့မဟန်တားရဲဘူးမုံဆိုဝဲလိုက်ဆ iam ဒေါခင်မြဝင်းကတော့ဒီလိုပဲနောက်တစ်ခေါက်နောက်တစ်ခေါက်တွေသွားနေတော့မှလားရှင်ထဲမှာမော့ကျက်လာတာနဲ့တစ်ခေါက်ကို၄၅00မြက်နေတာပဲလीလို့စိတ်ဖြေရတော့တယ်နောက်နေ့ရုံးရောက်လို့မမကြီးစီကချီးတဲ့ငွေ9000ကိုဆက်မဲလုံမှ အတိုး900ပေးရဦးမှာကိုတတိရပါတယ်။ဒါနဲ့မဆက်သေးပဲအိမ်ကိုငွေတွေပြန်ယူလာပြီးခင်မြဝင်းကိုပြောတော့အမျက်ဆိုတဲ့900တဲက900ထပ်နှုတ်ပေးပါတယ်။ဒါဆို200ပဲမျက်တော်မှာပေါ့နော်လို့လဲပြောပါသေးတယ်။ဘယ်မျက်တော်မလဲကွဒီ200နဲ့အကျွေးချန်ခဲ့တဲ့800နဲ့ပေါင်းမှတို့အိမ်ကပါသွားတဲ့ငွေတစ်ထောင်ပြည့်မှာပေါ့ဆိုတော့ဒီနှစ်ပတ်အတွင်းမှာ ညံ့ညံ့အတွက်ထမင်းဖိုးမကုံတာအမျက်ပေါ်တဲ့မိမိပါများကုံနာကိုဘဲသွားထားမှလဲဆိုတော့ရည်ကြကြလုံနေပါတယ်ကျွန်တော်တို့အပြင်ဆိုင်ကဝယ်စားတာတွေမောင်ဖိုးသားမုံဖိုးတွေသာတွက်ပြလိုက်ရရင် မမရည်စီကငွေချီးရင်ရက်ပိုင်းဖြစ်ဖြစ်လအပြည့်ဖြစ်ဖြစ် အတိုးကတလစာယူပါတယ်ဒါကြောင့်ခင်မြဝင်းကမမရည်ရဲ့ငွေ9000ကို ပြန်မဆက်သေးပဲ နောက်တစ်ခေါက်သွားပြန်ပါလေကျွန်တော်ကတော့တောက်ရေ ခတ်တိုက်ရအောင်စောင့်နေပါရဲ့ခမညာညာနဲ့မောင်အတွဲနှစ်အမှတ်နှစ်ဩဂတ်စ်1992နားစင်အပေးခဲ့ကြတဲ့သူအားလုံးကိုကျွန်မကကျေးဇူးတင်ပါတယ်ရှင်စေရောကိုပါကျမ်းမာရွှင်လန်းကြပါစေရှင်